ကောင်းတဲ့အတွေ့အကြုံဒီတရားလာပြီးတဲ့အခါကျတော့မကောင်းတဲ့အတွေ့အကြုံကိုဘယ်လိုခြောက်ရမလဲဆိုတာမြတ်စွာဘုရားကဝိတ္တကသံဃာလတ်တော့မှာဟောတာအလုံးစုံသားဆက်ဆောင်ပါဘုရားမြတ်စွာဘုရားကိုယ်တော်ကလူတွေရဲ့စိတ်တွေရဲ့လူစိတ်ရဲ့အကျွေးများကိုအနေချပြီးတော့ဟောကြားခဲ့တယ်။ဟောဒီအကျွေးဆိုတာက မှန်ကြပါသေးတယ်ရှိရင်လည်းရှိပါတယ်မှာနာမသင်္ကပ္ပမှန်ကြတော့အတွေ့ဆိုရှိအဲ့ဒီမှန်ကြတော့အတွေ့ဒီနိဗ္ဗာန်ရောက်ဖို့အတွက်လမ်းကြောင်းတစ်ခုပဲဟုတ်ကဲ့ပါမှန်ပါဗျာနိဗ္ဗာန်ရောက်ဖို့လမ်းကြောင်းတစ်ခုခုအဲ့ဒါလည်းဆန့်ကျင်တယ်မှန်ပါရင်ရင်တွေ့တဲ့အတွေ့ရတယ်ဟောအပိုင်ရဲ့ချက်ကြည့်ရတဲ့အပြုလို့ဖြစ်နေတယ်အဲ့တော့ခွန်ကြီးတို့တွေ မှန်ကန်တဲ့အတွေ့နဲ့ဖန်ရတဲ့အတွေ့ချင်းတွေကိုဖယ်ရှားတာမှန်ကန်တဲ့အတွေ့ကိုဒီနည်းစိတ်ထဲမှာထူထောင်ပေးပြီးတော့ဖန်ရတဲ့အတွေ့တွေကိုဖယ်ရှားဖြစ်ဖို့ဟုတ်